ဝင်ငွေပေါ်မှာအမြဲတမ်းရလာတဲ့ဝင်ငွေကိုအမြဲတမ်းကိုယ်စိတ်ထဲက၄ဘိုင်းပိုင်ထားပြီးတော့တပုံးကိုစုဆောင်ငွေဖြစ် emergency ထားရမယ်တပုံးကိုပဲစားသုံးရမယ်ဂျန်နဲ့နှစ်ပုံးကအရင်နေ့လုတ်ပြီးတိုးပေါင်းအောင်လုပ်ရမယ်ဆက်ဆော့ဗျာအဲ့လို၄ပုံးပုံခိုင်းတကယ်ကတော့မြန်မာလူမျိုးတွေဟာဒီဆင်းရဲမွဲတေနေခြင်းအသုံးနဲ့အဖြုံးကိုနားမလည်ခြင်းကလည်းအဓိကအဲ့ဒါကြောင့်မို့လို့စီးပွားသိပ်ပြီးတော့မဖြစ်ဘူးတချို့လဲကိုယ်ဝင်ငွေကဘယ်လောက်ရှိသလဲရှိတာမသိဘူးမသိတော့သူများနေသူကားဝယ်စီးတယ် ူရစီတော့ကားကိုလည်းပဲကားကထွက်နေတာသူမမြင်ဘူးလေကိုနာဒီနာသွားလိုက်ကိုကားလေးနဲ့ကိုဆိုဟန်ကြနေတယ်ဆိုသွားတယ်သို့တော့အဲ့ဒီဟန်ကြနေတာပိုက်ဆံပေါ်သွားတယ်ဆိုသူမသိဘူးမသိတော့နောက်ပိုင်းကျဘာဖြစ်တုံဆိုဒါတွေကိုကာမိအောင်မလုံနိုင်တဲ့အတွက်ကြောင့်လုံပါပါသွားရှောင်းပြလေရတဲ့အနေထားမတွက်တတ်တာကိုပြောတာတွက်တတ်ရမယ်အမှန်တော့ဘာပဲဖြစ်ဖြစ်တွက်ရတနေ့ဝင်ငွေကဘလောက်ရှိတယ်အသုံးနာဘလောက်ကိုယ်မှကြံသလားမကြံဘူးလားဒါတွေကိုနေ့စဉ်နဲ့အမြတ်တွက်တတ်ရမယ်မတွက်တတ်ဘူးဆိုလို့ရှိရင်ဒီဆင်းရဲတွင်နဲ့နေပါခု နမြတ်စွာဘုရားဟောသလိုပဲတပုံကိုအများတန်းဖဲ့ထားနှစ်ပုံကတိုးပွားလောက်အောင်လုပ်ဖို့လုပ်တိုက်အောင်ကြံတဲ့တပုံပဲစားစားတဲ့ထဲရပဲလှူမြတ်စွာဘုရားဒီလိုဆိုးတာနော်အခုကတော့မဟုတ်ဘူး၄ပုံပုံ၅ပုံတော့စားတယ်ကြံတဲ့တပုံက ွေပမာပို့ပြီးတော့လုံတာအဲ့ဒါကြောင့်မလို့ပမာတွေကစီးပွားရေးမဖြစ်ကြဘူးတိတ်ဆင်းရဲသွားကြတယ်အများစုကပြောတာနော်ချမ်းသာတဲ့လူမရှိဘူးလို့ပြောတာမဟုတ်ချင်းနေကောင်းတဲ့လူကချမ်းသာအကယ်၍သာဒီအတိုင်းလုံလို့မချမ်းသာဘူးဆိုတော့ကျွေးမတင်ဘူးအဲ့ဒီပုဂ္ဂိုလ်ကမြတ်စွာဘုရားစကားအတိုင်းလိုက်နာမယ်ဆိုဘယ်တော့မှကျွေးမတင်